ရုတ်တရက်အလီဖြစ်မလို့ဖြစ်ခဲ့ရတဲ့ဆိုရက်တင်မောင်ဆမ်းမင်းဝင်ပြိသမားရှင်တင်မောင်ဆမ်းမင်းဝင်ကတော့သူတီဆောက်ခဲ့တဲ့ဂုံတိခါရီအားလုံးကိုချက်ချင်းဆိုသလိုပဲကြာရှုံးကုန်ရပြီဖြစ်ပါတယ် သူ့ရဲ့အလုံးနဲ့အတူတွဲလုံးနေတဲ့ဗရမညာကိခိုင်းနဲ့အိန်တော်ကြီးဖောက်ပြန်နေဆိုတဲ့သတင်းတွေကြောင့်ဖြစ်ပါရင်ဂျမောင်ဆန်းမင်းဝင်းကအိန်တော်လင်းရှိရသူဖြစ်ပြီးတော့အခုလိုဖောက်ပြန်တဲ့အပေါ်မှာဝေဖန်နေကြတာဖြစ်ပါရင်ဒါအပြင်နှစ်ယောက်လုံးကသဆိုင်သူရှိရတဲ့အတွက်ဝေဖန်စရာပို့ပြီးတော့ဖြစ်နေတာပါဒီလိုအချိန်လေးမှာဂျမောင်ဆန်းမင်းဝင်းကဂျမိုင်းမကောင်းကြောင်းထုတ်ပြောလာခဲ့တာဖြစ်ပါရင်ဒမောင်ဆန်မင်းဝင်းကအခုရက်ပိုင်းမှာဘာကြောင့်မဲမသိပဲနေမကောင်းနေဖြစ်နေတာပါအသက်ကလည်းတိတ်မကြီးသေ တဲ့အတွက်ပဲနဲ့လေဖြတ်သလိုဖြစ်နေတာဖြစ်ပါတယ်။အဲ့ရထဲမှာအိမ်နေတုန်းရုတ်တရက်ကိုလေဖြတ်သွားခဲ့ရလဲဖြစ်ပါတယ်။ဒါကြောင့်မို့လဲသူကိုယ်တိုင်လည်းအံ့အားတင့်သွားရသလိုလန့်လန်းလန့်သွားပါတယ်။ ဲ့နေတော့မှလေဖြန့်ချင်တယ်လို့ဖြတ်တာကိုတီးလိုက်တာနဲ့အချိန်မီစေးတော့ပြီးတော့စေးကူလို့သာလေမဖြတ်ခဲ့ရတာဖြစ်ပါတယ်။ဒီမောင်ဆမင်းဝင်းကလေဖြတ်အောင်သူ့ဘက်ကနေဘာအမားမှလည်းလုံထားတာမရှိဘူးလို့ဖွင့်ရထားပါတယ်။သူများရိဆိုရင်တော့သူ့လိုအသက်အရွယ်မှာတောက်စားပြော်ပါပြီးတော့မူးရကြာကြောင်းသာလေဖြတ်ကြတာပါ။ဒါပေမဲ့ဒီမောင်ဆမင်းဝင်းကတော့တောက်စားတော်မျိုးလည်းလုံးဝမရှိပါဘူး။သူအနေနဲ့အရက်လည်းမတောက်သလိုမူးရကြာလည်းမရှိလို့လေမဖြတ်နိုင်ဘူးလို့ထင်ခဲ့တာပါ။ဒါပေမဲ့အခုလိုမျိုး ရုတ်တရက်လေးဖြတ်ဖို့ဖြစ်တဲ့အချိန်မှာထိမ့်လန့်သွားတာဖြစ်ပါတယ်။ကျမကြီးမကောင်းအောင်နေထိုင်ဖို့ကလွယ်ပေမဲ့ပြန်ကောင်းအောင်နေထိုင်ဖို့ကမလွယ်တဲ့အတက်ကိုတုံလုံးနေကြတာဖြစ်ပါတယ်။အတိမြန်လို့သာလေဖြတ်တာမျိုးမဖြစ်ပါမို့သူ့ကိုသူ့လိုမျိုးစင်ကျင်ရအောင်လို့သူကတတိပေးလာခဲ့တာလည်းဖြစ်ပါတယ်။နေမကောင်းဖြစ်တဲ့အပေါ်မှာတမောင်ဆန်းမင်းဝင်းကအဖြေရှာမရပေမဲ့လူအများကတော့သစ္စာမရှိလို့ဆိုပြီးတော့ခေါင်းစဉ်တက်နေကြတာလည်းဖြစ်ပါတယ်။ တမောင်ဆန်းမင်းဝင်းရဲ့ဇနီးဖြစ်သူကိုရိုင်းကထုတ်ပြောထားတာမို့အားလုံးကတော့ဇနီးဖြစ်သူဘက်ကနာရည်တည်ပေးကြတာဖြစ်ပါတယ်။ဗရမယာကိခံအောင်လည်းအဖြစ်တင်နေတာဖြစ်တဲ့အတွက်ပွဲကတော့တော်တော်လေးကိုစုနေတာဖြစ်ပါတယ်။ဒါပေမဲ့တမောင်ဆန်းမင်းဝင်းကတော့ပြက်နေတဲ့သတင်းတွေကအမှားတွေပါဆိုပြီးတော့စာရေးပြီးတော့ကျင်လာခဲ့တာလည်းဖြစ်ပါတယ်။ဇနီးကြီးနဲ့သူဒါနဲ့အတူအခုလက်ရှိမှာအတူတူရှိနေပါတယ်ဆိုပြီးတော့စာရေးတင်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ခဏဆိုသလိုစာကိုပြန်ဖြတ်လိုက်တာဖြစ်ပါတယ်။တမောင်ဆန်းမင်းဝင်းကအဲ တရားဝင်မဖြေရှင်းနိုင်လို့ဒါရှောင်နေတာဆိုပြီးတော့တချို့ကလည်းထင်နေကြတာပါသူတို့နှစ်ယောက်ကမီဒီယာတွေကိုခေါ်ပြီးတော့တရားဝင်မရှင်းပြဘဲနဲ့ဒီအတိုင်းနေနေတာကြောင့်ဖြစ်ပါတယ် ဒါကြောင့်မို့တချို့ကတော့ဒရုန်းနှစ်ယောက်ကို တကယ်သစ္စာဖောက်တယ်လို့သာထင်နေကြတာလည်းဖြစ်ပါတယ်။ဂျမုံဆမ်းမင်းဝင်းရဲ့ကိစ္စအပေါ်မှာဘသူမှထပ်ပြီးတော့မပြောလာတဲ့အတွက်ဒီအတိုင်းသာငြိမ်နေကြတာဖြစ်ပါတယ်။ဂျမုံဆမ်းမင်းဝင်းကိုအင်အောင်ကြီးအစဉ်ပြေပြီးတော့သစ္စာရှိရသူဆိုပြီးတော့သာအများထင်ထားကြတာလည်းဖြစ်ပါတယ်။ဂျမုံဆမ်းမင်းဝင်းကဒီလိုမျိုး ဖြစ်လာတဲ့အခါမှာတော့အနှဲငယ်စိတ်ပြတ်သွားတဲ့သူတွေလည်းရှိကြပါတယ်။ဂျမုံဆမ်းမင်းဝင်းကအဖိုးရဲ့ဇက်တပင်ကိုတိုးတက်အောင်ဦးဆောင်နေတာဦးစီးနေတာဖြစ်ပါတယ်။ ဒီမှာဇမင်ဝင်းကအမျိုးကုံကိုထိန်းသိမ်းနေရတာ ဖြစ်ပြီးတော့အနုပညာအလုပ်တွေကိုလည်းတောင်းလျှောက်လုပ်ကင်နေတာဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်လာပြီးတော့တရုတ်ဆောင်အဖြစ်လည်းပြောင်းလဲပြီးတော့လုပ်ကင်လာတာပါ။ဇလန်ဒရီမှာလည်းပါဝင်တရုတ်ဆောင်ရင်းနဲ့နေဘယ်ကူးနေရင်းနဲ့အခုလိုပြဿနာတွေကဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ဗရမယာကိခံရလဲဇက်သပင်လောကမှာအရေးပါတဲ့သူတယောက်ဖြစ်သလိုရုပ်ရှင်ထုတ်လို့ရေးတွေကိုပါထောင်ထားတာဖြစ်ပါရင်ဖောက်ပြန်ရေးတည်င်းနေတဲ့အတူဂျမိုင်းမကောင်းတဲ့တင်မောင်ဆန်းမင်းဝင်းပေါ်ပရိသတ်တို့ရဲ့အမြင်လေးလဲကောမ လေးထဲမှာရေးခဲ့ပေးပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်ရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တန်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်။